က်ဆန်ဘော်ရလန်စီစဉ်1မှာအရစ်ဆူရတဖွဲ့လုံးနမတ်ကတ်တွေကိုကိုစားပြုတဲ့ဂိမ်းအားလုံးကိုအနိုင်ရခဲ့ပြီးစီစဉ်2မှာတော့ King of Clubs, Jack of Hearts, Queen of Spades, King of Spades နဲ့ Queen of Hearts တို့လိုကတ်တွေကိုကိုစားပြုတဲ့ဂိမ်းတွေကိုရှင်းပြန်ကစားခဲ့ရတာပါနောက်ဆုံးဂိမ်းဖြစ်တဲ့ Queen of Hearts ဂိမ်းအဆုံးသတ်မှာတော့ကစားသမားအားလုံးကိုဘော်ရလန်မှာအမြဲတမ်းနေထိုင်ခွင့်ယူပြီးဆုံးဖြတ်ခိုင်းပါတယ်ငင်းပယ်သူတွေကတော့တိုးကြုံမျိုးဥက္ကာခဲကြားရမှုဖြစ်စဉ်တက်ရှင်လုံမြောက်သူတွေဖြစ်ပြန်လည်နိုးချလာကြတာပါ ပါရစ်စုဥစာကြီးနဲ့အခြားအထင်ကဇက်ကောင်တွေဟာအမြဲတမ်းနေထိုင်ခွင့်ကိုညှင်းပယ်ခဲ့ကြပြီးဘန်ဒါနဲ့ရာဘာကတော့ဘောရာလမ်းမှာဆက်လက်နေထိုင်မှုရွေးချယ်ခဲ့ကြပါတယ်။ဥစာကြီးလက်ကိုထိလိုက်ချိန်မှာအာရစ်စုတယောက်ဘောရာလမ်းမညံအချို့ကိုပြန်ရလာလို့ပုံစံမျိုးမြင်တွေ့ခဲ့ရတဲ့အတွက်ရှင်တန်လွတ်မြောက်လာသူတွေဟာဘောရာလမ်းလုံကမညံတွေပျောက်ဆုံးသွားကြပြီမယ်။ပြန်မှတ်မိလာဖို့ခွင့်ရည်ရှိနေသေးတာပါ။အရစိုရဲ့အကိုပြောပုံအရဘောရလန်ဖြစ်စဉ်တွေအကုန်လုံးဟာကဘာစစ်မှာတမိနစ်တွင်ဖြစ်ဖြစ်သွားခဲ့ပုံပါပဲ။ စီဇန်2ဇာတ်လမ်းရဆိုရင်ဇာတ်လမ်းတစ်ခုလုံးပြီးသွားတယ်လို့ယူဆလို့ရတာကြောင့်စီဇန်3ကိုခတ်မှန်းရဖို့ခက်ခဲစေပါတယ်။ဒါပေမဲ့စီဇန်2နောက်ဆုံးဇာတ်ဝင်ခန်းမှာပြသွားတဲ့ဂျိုကာကနဲ့စီဇန်3အတွက်ဇာတ်လမ်းဆက်မှာဖြစ်ပါတယ်။စီဇန်တစ်ခုလုံးဟာမွန်ရင်မန်ကာရဲ့ဇာတ်လမ်းကြောင်းရာတွေအကုန်လုံးကိုရိုက်ကူးပြီးသွားပြီဖြစ်တာကြောင့်စီဇန်3ဇာတ်လမ်းဘလို့ဆက်ဖြစ်လာမလဲဆိုတာဇာတ်ညွှန်းရေးဆရာတွေပေါ်မှာကမူတည်နေတော့တာပါ။ ဘလိုပဲဖြစ်ဖြစ် Alice in Borderland Season 3ကဒီနှစ်ထဲမှာထွက်ရှိလာမှသိကြပြီဆိုတော့ Season 3မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုခံမှန်းကြည့်ရအောင်စတော့ကတော့ Arisu နဲ့သူတငယ်ချင်းတွေဟာကမ္ဘာအဆင့်ကိုပြန်လာနိုင်ပြီလို့ထင်ကြင်ကြပါဒါပေမဲ့ season 23မှာမိတ်ဆက်ပြတ်သားသွားတဲ့ဂျိုကာကဟာနောက်ဆုံးဂိမ်းတစ်ခုရှင်ပြန်ကစားဖို့ကြံ့နေသေးတယ်ဆိုတာသတိပေးနေပါဗျ။ season 3မှာသူတို့အားလုံးအကြီးမားဆုံး final game အတွက် Borderland နဲ့မှာပဲပြိမိနေသေးတာမျိုးဖြစ်နိုင်ပါဗျ။ ဘယ်လစ်န်ဘောရလန်ဇက်ကောင်တွေကဘာအစ်စ်ကိုပြန်ရောက်မရောက်မသိချာတည်းရဲ့အတွက်စီစဉ်သူဇက်တင်းက inception ရုပ်ရှင်ဇက်တင်းနဲ့ခက်ဆင်ဆင်ပါပဲ။ Paris နဲ့အခြားတိကဇက်ကောင်တွေဟာသူတို့ခုလက်ရှိရောက်နေတဲ့နေရာနဲ့ပတ်သက်ပြီးတခုခုမူမမှန်တာကိုခံစားမိလာမယ်။ Final game ရောက်ခင်လှည့်စားမှုတစ်ခုတော့ဖြစ်တယ်ဆိုတာကိုတဖြည်းဖြည်းချင်းသတိထားမိတာမှမျိုးပါ။ စီစဉ်တူးနောက်ဆုံးပိုင်းမှာအာရစ်စုနဲ့အခြားလူတွေကဘာအစ်စ်ကို ပြန်လည်ရောက်ရှိလာကြောင်းပြသခဲ့ပြီးမယ်ဂျူဂါကက်ဂင်းအတွက်သူတို့အားလုံးဘောရာလန်ကိုပြန်သွားရနိုင်ခြင်းလည်းရှိနေရပါစီစဉ်3မှာအဓိကဆက်ကောင်တွေအကုန်လုံးဘောရာလန်မျက်ညံတွေတစ်ဖြည်းဖြည်းပြန်ရလာပြီးဖိုင်နယ်ဂျူဂါကက်ဂင်းအတွက်ပြန်လည်ပေါင်းစည်းကြပုံကိုတွေ့မြင်ရနိုင်ပါတယ် ဆင်းရဲဖန်တီးရူတွေဟာစီဇန်တစ်ခုလုံးမှာအဓိကဇာတ်ကောင်တယောက်ကိုမှမရှင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်စီဇန်3မှာကျမတို့ကြိုက်နေတတ်တဲ့ဇာတ်ကောင်တွေအပြင်ဗန်ဒါနဲ့ရပါတို့လိုဇာတ်ကောင်တစ်တွေကိုလည်းဘောရန်လဲနိုင်ငံသားတွေမြင်နဲ့ပြင်မြင်ရနိုင်ပါတယ်။ဒါပေမဲ့ဒီနှစ်အစောပိုင်းမှာထွက်ရှိလာတဲ့စီဇန်3တည်စာမှာပြောက်ရပုံရဆိုရင်တော့အရစုံနဲ့ဦးစာကီတို့နဲ့အောင်ဂျိုကာကတ်ဂိမ်းကိုကဘာအစစ်မှတင်ရှင်ပင်ကစားသွားမယ်ပုံစံမျိုးပါ။နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ ဂျိုကာကိုရိုင်းကဘာဆက်မှာပုံအောင်နေရမျိုးဖြစ်ပြီးအဓိကဆက်ကောင်တွေအကုန်လုံးကို final ဂျိုကာကတ်ကင်မဖြစ်မနေရှင်ပြန်ကစားရအောင်အတင်းချက်ဖိအားပေးလာတာမျိုးပါဘောရာလန်ဂိမ်းတွေကိုဂျိုးကိုက်တူညံ့ကြီးရှင်ရဲ့နောက်ခံဆက်ကြောင်းကိုတေချာမသိရသေးသလိုဘောရာလန်နဲ့ကဘာဆက်မှာသူ့ရဲ့လွှမ်းမိုးနိုင်စွမ်းဘယ်လောက်ထိရှိလဲဆိုတာကိုပါမသိရသေးပါဘူးယောဂဆိုရာဒီလိုမျိုးနိုင်စရာဇလန်အလှည့်ပြောင်းမျိုးကိုလုံနိုင်တဲ့လူလဲဖြစ်နိုင်တာပဲဘယ်သူသိနိုင်မှာလဲနော် တူလည်းမြင်ရဆိုရင်ကျမလည်းဒီလိုအလှည့်ပြောင်းမျိုးကိုမြင်ချင်ပေမဲ့ season 3မှာတော့ Aris တယောက် Borderland ကနေမလွတ်မြောက်သေးဘူးဆိုတော့ဇလန်းပုံစံမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဒါအပြင်ကစားသမားတွေထဲကတယောက်ဟာ Joker ဖြစ်နေနိုင်တယ်ဆိုတော့ theory ပါရှိနေတာပါ။မင်္ဂါထဲမှာတော့ Joker ဆိုတာ Borderland တစ်ခုလုံးကိုဖန်တီးသူလည်းမဟုတ်တလို့ Final Joker ကကိန်းနောက်ကွယ်ဟာ Joker တူညဉ့်ကြီးရှင်လည်းမဟုတ်ပါဘူး။ ဘောရလန်းဆိုတာတင်ခန်နီးချင်းတွေကိုရင်ဆိုင်နေရတွေအတွက်ဂိတ်ပေါက်တစ်ခုဖြစ်ပြီးဂျူကာဆိုတာဘောရလန်းအတွင်းမှာလူသားတွေကိုရှင်တန်ခြင်းနဲ့တိတ်ဆုံးခြင်းညာလမ်းပြဝေးတဲ့ပဟေတိဆန်ဆန်ဇက်ကောင်တယောက်တာဖြစ်ပါတယ်။မင်္ဂါမှာတော့ဂျူကာကိုစာမျက်နှာနည်းနည်းလောက်သာပြတ်သားသွားတဲ့အတွက်သူ့ကိုပဲအဓိကထားပြီးမင်္ဂါဇလန်းတိုင်းမှာရိုက်ကူးမယ်ဆိုရင်သူ့အခန်းကဏ္ဍဟာ season 3ဇလန်းတစ်ခုလုံးရိုက်ကူးဖို့အတွက်မလုံလောက်ပါဘူး။ ကျမကတော့ဇန်ညိုရင်းဆရာတွေအနေနဲ့ season 3မှာဂျိုကာအတွက်မူရင်းမှန်ကားတွေကအကြောင်းအရာချို့ကိုထည့်သွင်းကိုးကားပြီးအခြားဇာတ်လမ်းပုံစံတစ်မျိုးနဲ့ချင်းကန်းတင်တယ်လို့ထင်ပါတယ်။ Game of Thrones နောက်ဆုံး season လို့မဖြစ်သွားဖို့လည်းမျှော်လင့်ရတာပေါ့နော်။ Series Fantasy တွေလုံးလို့ရနိုင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့ဂျိုကာကို Borderlands Fantasy တွေဖြစ်ဒီဂိမ်းရဲ့အားလုံးရဲ့ဂျိုးကင်တွေဖြစ်ဇာတ်လမ်းဆင်လိုက်တာမျိုးပါ။ အာရီဆုနဲ့ဥစာဂီရိုဟာ final game မှာပါဝင်ရှင်ပြိုင်ပြီး season 3ရဲ့အဓိကဗီလင်ချိုကကိုအနိုင်ရအောင်တိုက်ခိုက်ရတာမျိုးဖြစ်လာနိုင်ပါတယ်။ season 3ဇလန်ရှိဆက်လာရတဲ့အများသူတို့နှစ်ယောက်ဟာဂျိုကာရဲ့နောက်ခံဆက်ချောင်းကိုအဖြေရှားမှာဖြစ်တယ်လို့ဂျိုကာနဲ့ Borderland ရဲ့ပတ်သက်ဆက်နွယ်မှုကိုပါအဖြေရှားမှာဖြစ်ပါတယ်။နောက် theory တစ်ခုကိုပြောရမယ်ဆိုရင်ပုံမှန်ဖဲထုပ်တစ်ထုပ်မှာအယောင်မတူတဲ့ဂျိုကာနှကောင်ပေါင်ဝင်လေးရှိပါတယ်။ ေချက်ကတစ်စစ်ဖြစ်လာနိုင်ခြင်းတကူကတော့အာရစုနဲ့ဦးစာကီတို့ဟာဂျိုကာတကောင်လေးကိုရင်ဆိုင်ရတာမျိုးဟုတ်ချက်မဟုတ်တော့ပါပါမတူညီတဲ့စွာအာရီအချင်းစရိုက်တွေနဲ့ဒုတိယဂျိုကာကိုစတင်မိတ်ဆက်ပြီးစီဇန်3ရဲ့ဘီလိန်နောက်တူအဖြစ်ဖန်တီးလိုက်တာမျိုးဖြစ်နိုင်သလိုစီဇန်4အတွက်ဇလန်းဆက်နိုင်အောင်စီဇန်3အဆုံးသတ်မှာခဏမိတ်ဆက်ပြသလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ် ဒီ theory ဟာနောက်လာမယ့် season မှာဖြစ်လာနိုင်ခြင်းအရန်နေပြီမြင်ကျမကတော့ဒီရိုးစားကိုသဘောကျတဲ့အတွက်ကြောင့် Alison Borderline ရဲ့ဇလန်းအလှည့်ပြောင်းတစ်ခုဖြစ်လာနိုင်ခြင်းရှိရလို့ထင်ပါတယ်။ Alison Borderline ဟာမွန်ရင် Alison Borderline ကနေခွဲထွက်လာတဲ့ spin off မှန်ကတစ်ခုဖြစ်ပြီးဇက်အင်အစ်စ်နဲ့ဇက်ကောင်အစ်စ်တွေကိုမြင်တွေ့ရမှာပါ။ဒီတိကျဇလန်းမှာတော့ Alice ကိုကြီးမကအဓိကဇက်ကောင်လို့ပြောရမယ်။ ုလက်သေးရော Queen of Hearts ကဘလို့ရောက်လာလဲမသိပဲသိစိတ်၆ကနေရဲ့ Kyoto မြို့ပြကြီးမှာလက်နိုးလာတဲ့ပုံစံနဲ့ဇလန်းကိုစတင်ထားပါတယ်။ဒီမန်ဂါထဲမှာအဓိကဇက်ကောင်၁၂ဦးပါဝင်ပြီးဇက်ကောင်တအူးချင်းစီတိုင်းမှာ King, Queen, Jack ကတက္ကစီပိုင်ဆိုင်ထားကြပါတယ်။ Queen of Diamonds ကကိုကန်ဆောင်လာတဲ့ဂါမွန်ကာနိုကတော့မူရင်းမန်ကာရဲ့ Queen of Hearts ပိုင်ရှင်မီယာရဲ့အကူဖြစ်နေတာကိုဇလန်းနောက်ပိုင်းမှာသိလာရတာပါ။ ရောင်မဟာအဲလစ်စင်ဘောရာလန်ဇလန်နဲ့ဒါရိုက်ဆက်ဆက်နေတဲ့တူးနေတော့ဇက်ကောင်လို့ဆိုနိုင်ပါတယ်။စီရီဖန်တီလူတွေဟာစီဇန်3မှာဇက်ကောင်အတင်ထက်ထဲခြင်းနဲ့ဆိုရင်တော့ဂါမွန်ကိုလည်းထဲစင်းစားဖို့လိုအပ်လာမှာပါ။ဒီတီးခြားဆက်လန်းနေရခင်းကတော့မုံရင်မှန်ကတွေရခင်းနေနဲ့အရန်ခွာချားနေရကိုမြင်တွေ့ရမှာဖြစ်ပြီးခင်းစင်းမြင့်တွေလမ်းညွန့်ချက်တွေလုံးဝမပါဝင်ပါဘူး။ မုံရင်းမန်ကနဲ့မတူတဲ့ပထမချက်ကဒီ spin off မန်ကထဲမှာ borderland ကိုရောက်လာတာနဲ့ကဘာအစ်ကမှတ်ဉဏ်တွေပျောက်ဆုံးကုန်တာပါဒုတိယချက်ကတော့ဇက်ကောင်တွေအနေနဲ့နှလုံးရက်သွားအောင် လုပ်နိုင်မယ်ဆိုရင် borderland ကိုရွယ်ချက်ရှိရှိသွားလို့ရနိုင်တာပါ series ဖန်တီးသူတွေကလည်းဒီအချက်လက်တွေကိုတနည်းနည်းနဲ့ season 3မှာအသုံးချနိုင်ပါတယ်။ Alison Borderland Retrying ကိုတော့မူရင်းမန်ကရဲ့နောက်ဆက်တွဲဇလန်းအနေနဲ့ရောတီးခြားဇလန်းတစ်ခုအနေနဲ့ရောသတ်မှတ်လို့ရပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒီမန်ဂါထဲမှာ26နှစ်ရွယ်အာရိစုကလိုင်စင်ရစိတ်ပညာရှင် ဖြစ်လာပြီ။ကျောင်းမှာစိတ်ပိုင်းဆိုင်ရာအကြံပေးတဲ့ဦးအင်းနဲ့လောက်ကင်နေတဲ့အဖြစ်ဦးစာကီနဲ့လည်းလက်ထပ်ထားပြီးပထမဆုံးကလေးရလာဖို့လည်းရှိနေတဲ့အတွက်ဒါကနောက်ဆက်တွဲပုံစံမျိုးပါပဲ။ဒါပေမဲ့မုံရင်မန်ဂါဇက်ကောင်တွေတဲကအာရိစုတဦးတဲတာ Nine of Hearts Game ကို Borderland မှာပုံဝင်ရှင်ပြန်ခဲ့တဲ့အတွက်ကြောင့်တိကျဆက်လန်ပုံစံမျိုးဖြစ်နေပြန်ပါတယ်။ ခင်မန်ကအနေသိလာရတဲ့အချက်ကတော့ဘောရလက်မှာကစားမဲ့ခင်းရီတို့ဟာကဘာစစ်မှာဖြစ်ပွားခဲ့တဲ့မတော်တဆဖြစ်ရတွေ့ရဲ့ပြင်းထန်မှုပမာဏပေါ်မူတည်နေတာပါအရှင်းပြရမယ်ဆိုရင်ဒီမန်ဂါထဲမှာ အရိစုကကဘာအစ်ကိုပြန်ဝင်ရဖို့အတွက် Nine of Hearts game တမျိုးတည်းဟိုတာရှင်းပြန်ကစားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမန်ဂါထဲကမတော်တဆဖြစ်ရဟာမူရင်းမန်ဂါတော့ကသူကြုံတွေ့ရတဲ့မတော်တဆဖြစ်ရနဲ့ရှင်တိတ်မပြင်းထန်တာကြောင့်ပါ။ ရီထရိုင်းမန်ကဇလန်းရဆိုရင်တိုင်ဖုန်းမုန်တိုင်းတိုက်နေစမှာပြုတ်ကျလာတဲ့ဆိုင်မုတ်ကြောင့်အာရစ်စုတယောက်တတိလစ်သွားပြီးဘောရာလန်းကိုပြန်ရောက်သွားခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင်ဘောရာလန်းကိုပြန်ရောက်လာတဲ့ဘောရာလန်းမညံဟောင်းနေပြန်ရလာမဲ့ချက်ကိုပါဒီမန်ကထဲမှာပြသသွားခဲ့တာပါ။ဒါပေမဲ့တီးခြားဇလန်တစ်ခုလုံးမှာတော့ဂျိုကာကအကြောင်းဖော်ပြထားတာမျိုးမရှိပါဘူး။ ဒါကြောင့် series funding တွေအနေနဲ့ season 3မှာ Joker ကတ်ကိုအဓိကထားရက်ကိုဖို့အတွက်မူရင်းမှန်ကားတွေကအကြောင်းအရာချို့ကိုပြန်လည်ကိုးကားပြီးဇလန်းတစ်တစ်ခု funding နိုင်မှုလိုအပ်လာမှာဖြစ်ပါတယ်။ video လေးကိုအဆုံးထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်။ season 2တစ်ခုလုံးခွေးဖြစ်နေခဲ့တဲ့ RSU တယောက် season 3မှာပါခွေးဆက်ဖြစ်အောင်ပါလား။ပရိသတ်တွေအနေနဲ့ရော season 3မှာဘာတွေဆက်ဖြစ်လာမယ်လို့ထင်ပါတယ်လဲ။ video အောက်မှာ comment လေးပေးရလို့ရပါတယ်။ ီထက်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ subscribe ခလုတ်လေးကိုနှိပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုတက်မှာပြန်တွေ့ကြတာပေါ့။